မြမပြည်မှာတဝကူဖျားများစွာရှိတဲ့နေ့မှာရခိုင်ပြည်နယ်မြောက်ဦးမြို့နယ်ကတဝကူဖျားအဖြစ်ပြက်နဲ့ပုဂံပြည်ကတဝကူဖျားအဖြစ်ပြက်ခြင်းအတော်ပင်ဆင်တူတယ်လို့ဆိုရမှာပါပန်းတန်နာရဲ့ဖိတ်ကိုမှုကြောင့်မြောက်ဦးမြို့ကိုရောက်ခိုင်ထိုမြို့တစ်ခွင်မှာဖျားတွေကိုပန်းတန်နာကလိုက်လံပို့ဆောင်ပေးခဲ့ရာမူလေးမူစေးတော်များမှအပါဝင်ဖြစ်တဲ့တဝကူခေါ်မျော်တော်မူစေးတော်ကိုရောက်ရှိခဲ့ပါတယ်အဲဒီစေးတော်ဟာနန်းတော်ကိုအရှိပဲနှစ်ဖာလုံခန့်အကွာမှာရှိတဲ့တောင်ကုန်းတစ်ခုပေါ်မှာတည်ထားခဲ့တာပါအဲဒီတောင်ကုန်းကိုမျော်တော်မူတောင်ကုန်းလို့လည်းခေါ်ကြပါတယ် အဲလိုမျိုးခေါ်ရတာလည်းအကြောင်းရှိပါတယ်မြို့တော်မူတောင်နဲ့အရှိဘက်ရှိရှင်ငယ်တက်တောင်နှစ်ခုအကြားမှာတော့ပုံနာမြောင်းရှိပါတယ်ကျုံရဲ့အရှိဘက်မှာကွန်းစေတရာရှိပြီးတော့၎င်းရဲ့တောင်ဘက်မှာတော့ပုံနာတောင်ခန့်တက်ရှိပါတယ်မြို့တော်မူတောင်ကကြည့်ရင်တော့ကွန်းစေတရာကိုမြင်ရပြီးတော့စစ်တီတော်ရဲ့ဇနီးမယားတွေကလင်သားတွေဆစ်ချီသွားပြီးတော့ပြန်လာတာကိုဤတောင်ကုန်းဘော်ကနေမျော်လေးရှိတာကြောင့်မြို့တော်မူတောင်ကုန်းဆိုပြီးတော့တွေ့ပါတယ်အဲဒီစစ်တီတွေရဲ့ဇနီးမယားတွေကသူတို့ရဲ့ချစ်လင်စစ်တီတော်တွေကိုဘေးမတိရံမခပဲပြန်လာစေဖို့အဲဒီတောင်မှာတီထားတဲ့ မြော်တော်မူဖေရမှာအောင်တပြေတကွန်ကုတ်ကပန်းစင်မီးတွေနဲ့ပူဇော်ဆုတောင်းခဲ့ကြပါတယ်ဒါပေမဲ့အဲ့ဒီမြော်တော်မူဖေရကနေတဝက်ကူဖေရအဖြစ်ပြောင်းသွားတာကတော့ မင်းဖလောင်းလက်ထက်ကအစပြုခဲ့တယ်လို့ဆိုရမှာပါဒီဇယ်လန်လေးဟာတကယ်ကိုကြေကွဲဝမ်းနဲ့စရာကောင်းလာပါတယ်အဲဒီလိုမျိုးအစအခြေကတဝကူပုံရိပ်ကစောမြနန္နာရဲ့ကြေကွဲပွဲအကြောင်းတွေကိုကြားသိခဲ့ရပါတယ်ကောစာတက်ဂရိတ်933955မှာမြောက်ဦးမျိုးတော်ရဲ့မင်းဖလောင်းလက်ထက်မှာနန္နာသူရနဲ့ဒေဝသူရင်လို့ခေါ်တဲ့တငယ်ချင်းနှစ်ယောက်ရှိခဲ့ပါတယ်၎င်းတို့နှုတ်ဦးဟာပညာသင်ကြားရာမှာလည်းအတူတကွာသင်ကြားခဲ့ပြီးတော့မင်းဖလောင်းထံပါမှာအမှုတော်ထမ်းခဲ့ကြပါတယ်နန်းတော်တွင်မှာအမှုတော်ထမ်းစဉ်မှာတော့နန္နာသူရဟာစစ်သေးနာပတိဖြစ်ပြီးတော့ဒေဝသူရင်ကတော့ဘုံမှုစစ်နဲ့တာဝန်ထမ်းဆောင်ခဲ့ရပါတယ် နနသူရာမှာစည်ရင်ကောင်းတဲ့လောက်ဒေဝတ်သူရင်ကတော့ နန္ဒသူရနဲ့ငါဟာပညာသင်ကြားရမှာအတူတူဖြစ်ပြီးတော့အခုအမှုတော်ထမ်းတဲ့အခါကျမှ तू ကစစ်တင်နာပရိဖြစ်ပြီးငါဘုံမူးလေးအစ်င့်နဲ့ပဲရှိတော့အစ်င့်ကြီးကကြွာချလာတယ်။ငါဟာသူ့ရဲ့လောက်က तू အမိတ်ပေးသမျှကိုနာခံနေရတဲ့အစ်င့်ဖြစ်လေတော့ငါစိတ်ထဲမှာအယံကိုခံစားရတယ်။အခုတော့မင်းမော်ကြွားထားအောင်ပေါ့ကွာ။တနေ့မှမင်းနဲ့ငါတွေ့ကြတာပေါ့။အစ်င့်မြင့်သွားတဲ့တငယ်ချင်းတို့စိတ်ထဲမှာကြိတ်ပြီးတော့အောက်ကြံနေခဲ့ပါတယ်။အဲဒီချိန်မှာပဲစစ်တင်နာပရိနန္ဒသူရမှာရခိုင်ပြည်ရဲ့အလတစားနန်းတွင်းစာစုစောမြနန္ဒနဲ့ပူဇာဆုံးဖက်ပြီးတော့လက်ထပ်ထိမ်းများခဲ့ရာစစ်တင် နာပတိနဲ့လက်ထက်ထိမ်းမြပွဲသဘင်ကြီးဟာချင်းချင်းတဲတဲစီကားတိုက်မြိုင်လာပါတယ်။ဒီလိုချောမောလာပါတဲ့ရခိုင်ပြည်နယ်ရဲ့အလားတဆောင် စာဆိုတော့စောမြနန္ဒာနဲ့မှလက်ထက်ရတယ်လို့ကွာ။ မင်းကတော့ဖုံးကံလည်းကြီးမှာဇနီးမရလည်းပညာတတ်အလိမ်မာကလေးဆိုတော့မင်းဘဝချောချောမောမောအဆင်ပြေနေပြီပေါ့ငါမှာတော့အစွမ်းစားရှိရနဲ့မထင်ပေါ့ဘယ်တော့များမှစင်မောကကောက်ပါလေအဲ့လိုမျိုးညင်းညူကမနာလိုဝင်တို့ဖြစ်နေပါတယ်စစ်တေနာပတိဖြစ်လို့မကြင်မနဲ့ဖြစ်ရတဲ့တဲ့စောမြနန္နာနဲ့ပါအကြောင်းပါတော့မင်းကငါတနေ့မှာဒုက္ခလလလိုက်တွေ့အောင်ငါလှုပ်ပြမယ်ဟေ့အောင် အကောက်ကြံသူတို့အမုန်းကကြောက်ရွံ့ွယ်ကောင်းလာပါတယ်။အဲဒီလိုဂျိန်းဝိုင်းနဲ့ပဲအခြေအနေနဲ့အချိန်ကာကိုစောင့်ကြည့်နေခဲ့ပါတယ်။စောမြန်နန္ဒာနဲ့တွေ့ဆုံတဲ့အခါမှာတော့ကျုပ်တငယ်ချင်းစစ်သေးနာပတိကြီးကတော့လူဟာလဲဖုံးကန်ကြီးမာပြီးတော့ဇနီးမယားလည်းအလိမ္မာပညာတတ်ဆိုတော့အလွန်မင်ကန်ကောင်းလာပါပဲတယ်။ကျုပ်ကတော့တငယ်ချင်းပီတာဆိုတာဝမ်းသာစကားဆိုပါတယ်လို့ပြောပြစမ်းပါဗျာ။ အဲလိုမျိုးစကားချွတ်ချွတ်နဲ့အယုံသွင်းခဲ့ပါတယ်။သဘောထားဖြူဦးစင်းလင်မယားနှစ်ယောက်မှလည်းအတင်ဒီဝသူရင်စိတ်အားမငယ်ပါနဲ့။မကြမီယာရုပေါ်ပါကယာရုအဆင့်ကိုတိုးပေးဖို့အတွက်မင်းလောင်းကိုတော်ကြီးကိုရှောက်ထားပေးပါမယ်။အဲလိုဆိုပြီးတော့၎င်းတို့ပြုတ်လို့ပေးမဲ့အစီအစဉ်ကိုပြောကြခဲ့ပါတယ်။အရိခါမှာပဲဒေဝသူရင်ကပြုံးရင်မပြတ်တဲ့မျက်နှာနဲ့တငယ်ချင်းတို့လင်မယားကောင်းစားရင်ကျုပ်ကောင်းစားသလိုပါပဲဗျာ။ကျုပ်ဟာတငယ်ချင်းဖြစ်တတ်မှတ်ယုံနဲ့ပဲကျင်းနဲ့လာပါပြီ။ဒီလိုတော့မဆိုပါနဲ့။ ကျုပ်လည်းအခွင့်ရရင်တင့်ရာရူတို့ဖို့အတွက်ရှောက်ထားပေးပါမယ်။တနေ့သောအခါမှာကြီးမြတ်တဲ့ရာရူရပါလိမ့်မယ်။အဲလိုဆိုရင်တော့ဝမ်းမြောက်လာပါပြီဗျာ။ဒေဝသူရင်ကမျက်နာကသာပြုံးချိုတဲ့မျက်နှာလေးနဲ့ပြောနေပေမဲ့လည်းယင်ထဲမှာတော့ဒေါသအခိုးငွေတွေထောင်းထောင်းထနေခဲ့ပါတယ်။သို့ဆိုလျင်ကိုဆက်ကစောင်းကျိုးညင်းပြီးတော့တီးခတ်ပြပါလော။အဲလိုနဲ့ပင် Trendradiation အစချီတဲ့စောင်းကျိုးတံကလေးတွေနဲ့စတင်တီးခတ်ပါတယ်။အမှုပညာအသင်းနှလုံးရှိတဲ့စောမြနန္ဒာရဲ့နှလုံးသွေးကြောစီကိုညင်ညောင်းလာတဲ့စောင်းတံကလေးတွေကစီးဝင်သွားခဲ့ပါတယ်။စောင်းတီးခတ်မှုပြီးဆုံးသွားတဲ့အချိန်မှာတော့ 고사가에 ရှင်းရဲ့စောင်းတန်အလွန်ရှားပါလာတဲ့လက်တံတစ်ခုပါအခွင့်အခါကြုံရင်နန်းတော်ထဲမှာခစားတဲ့စောင်းသမားအကျော်မော်ဖြစ်အောင်မင်းတရားဤထံမှာရှောက်တင်ပေးပါမယ်ကျေးဇူးကြီးလာပါတယ်အမတော်၎င်းတို့နှုတ်ဦးဟာတိလျင်တိချင်းမောင်နှမရင်းကဲ့သို့ချစ်ခင်သွားခဲ့ကြပါတယ်အဲ့လိုနဲ့ပဲမျော်တော်မူစေတီတော်ထံမှာမှာမကြာခဏတွေ့ဆုံခဲ့ကြပါတယ်သူတို့နှုတ်ဦးရဲ့ခင်မင်မှုဟာသဘောယိုမနှောယိုဖြစ်ပြီးတော့တန်ရာဖြစ်စရာတကွမှမရှိတဲ့အတွက်မိသူတူတယောက်ကမှလည်းသူတို့နှစ်ယောက်ကိုပြောဆိုခြင်းမရှိခဲ့ပါဘူးတနေ့မှာတော့မျော်တော်မူစေတီမှာစက်ကတေဇာကစောင်းတီးနေပြီးတော့စောမြနန္ဒာကနားထောင်နေတာကို ဗိုလ်မူလေးဒေဝသူရင်ကအမတ်မထင်တွေ့ရှိသွားခဲ့ပါတယ်။စောမြနန္ဒာစောမြနန္ဒာ ဒီတစ်ချက်ကငါ့အတွက်ချက်ကောင်းတစ်ခုပဲအနုပညာရှင်စောင်းသမားနဲ့အနုပညာအသေးနှလုံးကိုခံစားတဲ့နန်းတွင်သူစာဆိုတော်တို့နှစ်ဦးကြမှာစူးညောင်းခလုတ်ကတဲ့ဖြစ်အောင်ရည်ရွယ်ချက်နဲ့ပဲပုံမူလေးဒေဝသူတွေကအကြံထုတ်နေပါတယ်သူတို့နှစ်ဦးကတော့အနာဂတ်ရဲ့ကံကြမ္မာကိုမမြင်မဲနဲ့ပျော်ရွှင်စွာနဲ့အနုပညာကိုခံစားရင်းအသီးသီးအိမ်ပြန်ခဲ့ကြပါတယ်အဲလိုနဲ့ပဲကံကြမ္မာဇူတို့ဖန်ပြီးလာမဲ့တနေ့ကိုရောက်လာခဲ့ပါတယ်ထိုနေ့ကတော့စစ်တေနာပတိနန္ဒသူရာဟာအိမ်ကိုပြန်ရောက်တာနဲ့နမတော်လေးမျက်နှာ မောင်နှော်တို့ရဲ့တက်တရားစစ်တကောင်းနယ်ဘက်ကိုစစ်ချီထွက်ရပါလိမ့်မယ်ဘယ်တော့လဲမောင်နှော်ရဲ့မနက်ပြန်မနက်မိုးတောက်ချိန်ပေါ့မြန်လိုက်လားမောင်နှော်ရဲ့စည်ရေးစည်ရာဆိုတာအမြန်ဆုံးတွားရောက်တိုက်ခိုက်ပြီးတော့လက်ဦးမှုရယူမှာပေါ့အချိန်ကြာတာနဲ့မျှရန်သူရဲ့အင်အားကိုကြီးမအောင်စောင့်နေတယ်လို့ဖြစ်တယ်မောင်နှော်ဟာစစ်တင်တာပဋိတရားမျိုးစည်ရေးမှာကျွမ်းကျင်လာပါတယ်ကဲနမတော်လေမောင်နှော်ဟာရွှေနန်းတော်ကနေစစ်ချီမှာဖြစ်တဲ့အတွက်ယနေ့ညပဲရွှေနန်းတော်ကိုတွားရမယ်ကောင်းပါပြီမောင်နှော် အဲ့ညမှာပဲယူဆောင်ရမယ့်ပစ္စည်းတွေငွေဒါအစရှိတဲ့စည်ရေးစရာဆိုင်ရာပစ္စည်းတွေကိုယူဆောင်ပြီးတော့ရွှေနန်းတော်စီကိုထွက်ခွာသွားခဲ့ပါတယ်။မနက်မိုးတောက်လင်းရောက်တဲ့အချိန်မှာတော့စောမြတ်နန္ဒာကမြို့တော်မူဖះကိုရောက်ရှိပြီးတော့စစ်ကြည့်သွားမယ့်နန္ဒသူရရဲ့စစ်တပ်ကြီးကိုစောင့်မျှော်ကြည့်ရှုနေခဲ့ပါတယ်။စစ်ကြည့်တဲ့ဘုတ်ကိုမဟုတ်ကရောင်စုံလန်နေကင်ဆောင်လာတဲ့စစ်တေနာပတိနန္ဒသူရဦးဆောင်တဲ့စစ်တပ်ကြီးကစစ်တကောင်းနယ်ဘက်ကိုစစ်ကြည့်သွားနေတာကိုတွေ့လျက်ရပါတယ်။နန္ဒသူရတို့စစ်တပ်ကြီးကစစ်အင်အားတာနေပေမဲ့လည်းဇနီးမယားဖြစ်သူစောမြတ်နန္ဒာမှာခင်မွန်းတယ်ကိုစိတ်ပူပန်မှုဖြစ်တဲ့အတွက်မြို့တော်မူဖះထံမှာမ မှာအောင်တပြေနဲ့ညောင်ရီလောင်းကတပည့်တော်မရဲ့ခင်မွန်နန္ဒသူရရဲ့တက်သည့်စစ်တကောင်းရန်သူများကိုချေမွန်အောင်မြင်နိုင်ပါစေဖေ။အဲ့လိုမျိုးတောင်းဆုချွေခဲ့ပါတယ်။အရင်နောက်မှာတော့ဖះရင်မြင်တော်တလျှောက်ကိုလက်ဘက်ပူဇော်စဉ်စောင်းကိုပိုက်ကရှောက်လာတဲ့ဆက်ကဒေဇာနဲ့တွေ့ပါတယ်။အလိုအမတော်ပါလား။ စောစောစီစီဖះကိုရောက်ရှိနေပါတကော။အော်မောင်ငယ်ဆက်ကပါလား။မကြမီအချိန်ရပဲမောင်တော်စစ်တင်နာပတိနန္ဒသူရတို့ဟာစစ်ချီသွားတဲ့အတွက်အမတော်ဟာဤနေရာကနေစောင့်ကြည့်နေခြင်းဖြစ်ပါတယ်။အော်အဲ့ဒီအတွက်အမတော်ဟာစောစည်းစွာရောက်လာခြင်းဖြစ်တာဟု။ကဲဖះဘူးပြီးလို့ရှိရင်မောင်ငယ်ဆက်ကရဲ့စောင်းတန်ကိုနားဆင်လို့ပါတယ်။ရွှေနားတော်ဆက်သွင်းပါမယ်အမတော်။ ။စောင်းသမားဆက်ကဒေဇာဟာရခင်ကလိုပဲအမတော်ကိုစိတ်ချမ်းသာစေရန်စောင်းညွန်းညင်းကတာယာတဲ့ဂီတတန်လေးကိုဖန်ပြီးပေးလိုက်ပါတယ်။အဲဒီချိန်မှာပဲအိမ်ဆောင်တက်ဖြစ်ကြံရိတ်ခဲ့တဲ့ဗိုလ်မှူးလေးဒေဝသူရင်ကလည်းစစ်ချီသွားတဲ့တက်ကြီးကိုစောင့်ကြည့်ရန်မျော်တော်မူဖျားစီကိုလာစောင်းသမားနဲ့စောမျက်နန္ဒာတို့နှစ်ဦးကိုဖျားရည်မြင်တော်ပေါ်မှာတွေ့လိုက်ရပါတယ်။อืมတိုက်ဆိုင်လာလားသူတို့နှစ်ယောက်ချစ်နေကြလားဆိုတာသိရအောင်ငါစောင့်ကြည့်အောင်ပါပဲ။အဲလိုတွေ့တော်ပြီးတော့စောမျက်နန္ဒာရဲ့အခြေအနေကိုစောင့်ကြည့်နေခဲ့ပါတယ်။သူမကလည်းခင်မွန်းနဲ့စစ်ထွက်နေတဲ့အတွက်စူတောင်းရန်လုံကမျော်တော်မူဖျားကိုနေ့စဉ်ရောက်ရှိနေခဲ့ပါတယ်။ ောင်းသမားလေးစက်ကဒေဇာကလည်းငကိုကပင်ထိုစေဒီကိုနေ့စဉ်လာနေကြပါအဲဒါကြောင့်သူတို့နှစ်ဦးသားဟာဤစေဒီတော်မှာနေ့စဉ်ပင်တွေ့ဆုံခဲ့ကြပါတယ်အရင်ချင်းတွေကိုစောင့်ကြည့်နေတဲ့ဒေဝသူရင်ကအင်းဒီတခါတော့ငါအကွက်ဝင်ချီပြီ အဲလိုတွေးတော့က၎င်းရဲ့လက်အောက်ခံတပ်မှုလေးတချို့ကိုခေါ်ပြပြီးတော့စစ်တကောင်းကိုစစ်ချီထွက်နေတဲ့နန္ဒသူရထံအကောက်ညံနဲ့စာရေးလိုက်ပါတယ်။အရိစာထဲမှာတော့၎င်းရဲ့ဇနီးတဲ့စောမြနန္ဒဟာစောင်းသမားဆက်ကတေဇာနဲ့လော်လီဖောက်ပြနေကြောင်းနေ့စဉ်ပင်ထိုနေရာမှာချင်းတွေကစောင်းသံနားထောင်ရင်တဏီကုံတဏီကန်းနေသည်မှာတပ်မှုလေးများပင်တွေ့ကြောင်းစသဖြင့်မလိုတမာတဲ့စိတ်တွေနဲ့ရေးသားခဲ့ပါတယ်။အရိစာကိုနန္ဒသူရဖတ်ရတဲ့အခါမှာတော့မယိုင်းလိုက်တဲ့မြနန္ဒရဲ့ ငါလိုစစ်သေးနာပရိရဲ့မျက်နာကိုမှမထောက်အများသူငါရဲ့ဇရွေးကွက်မှာပက်လက်မျောရအောင်မင်းပြူမှပြုတ်ရက်လေအဲလိုပြောဆိုပြီးတကလားဒေါသမီတဟုံတောက်လောင်နေခဲ့ပါတယ်စစ်တကောင်းမှစစ်ချီခဲ့ရမကြမီမှာပဲအောင်မန်းစင်တိုက်ပွဲအောင်မြင်ပြီးတော့နေပြည်တော်ကိုပြန်လာခဲ့ပါတယ်အိမ်တို့ရောက်တာနဲ့ပဲစောမြနန္ဒာကိုမတွေ့ရတာကြောင့်အထင်းတော်ကြီးကိုမင်းမြန်တဲ့အခါမှာတော့မျောတော်မူဇေဒီကိုသွားချောင်းရှောက်တင်တာကြောင့်အဲဒီဇေဒီကိုအမြန်ဆုံးသွားရောက်ခဲ့ပါတယ်ဇေဒီတော်ရဲ့အရှိတ်ရင်မြင်ကိုရောက်မှာတော့မြောက်ဖက်နားစီကနေစောင်းနံတက်တက်လေးကိုကြားရတာကြောင့်အင်း ဖောက်ပြန်တဲ့စောမြနန္ဒာနဲ့စောင်းသမားတော့ဒီမှာလာပြီးအကြီးဆိုင်နေကြပြီ။တွေ့လို့ကတော့ဒင်းတို့အရှင်မထားဘူး။နန္ဒသူရဟာဒေါသပေါက်ကွဲပြီးတော့အဲ့ဒီနေရာကိုလာစဉ်စောင်းတီးနေတဲ့ဆက်ကတေဇာနဲ့ဇနီးတဲ့စောမြနန္ဒာတို့ကိုတွေ့လိုက်တဲ့အခါမှာတော့ဒေါသကမထိန်နိုင်အောင်အထွတ်ထိပ်ကိုရောက်ရှိသွားပြီးတော့ဟမ်မင်းတို့ကဒီမှာလာပြီးတော့ခွေးဆက်ခင်းနေဟာလားမောင်တော် မောင်တော်မားပါလိမ့်မယ်မောင်တော်နှမတော်ကမောင်တော်ပြန်လာတော့ဒီမှာလာပြီးစောင့်နေရပါငါပြန်မလာခင်ကတည်းကမင်းဖောက်ပြန်နေတဲ့အကြောင်းစလာလို့တမင်တိအောင်ဒီဘက်ရက်ကမပြန်မဲနဲ့အနောက်ဘက်ရက်ကပြန်လာခြင်းဖြစ်တယ်အခုတော့စာထဲမှာပါတဲ့အတိုင်းမင်းဟန်စောင်းသမားနဲ့ဖောက်ပြန်နေပါပေါ့လားမဟုတ်ရပါမောင်တော်ဟဲ့ ကျမတို့ချင်းဟာရိုးရိုးတန်းတန်းခင်မင်းနေရပါငါဟာအချစ်ကြီးတယ်လို့အမျက်လည်းကြီးတတ်တယ်မင်းတို့ဖောက်ပြန်တဲ့လူယုံမှနှစ်ယောက်ကိုငါဒဏ်ခတ်မယ်ကတက်မူးလေးတို့လာစမ်းဒီအယုတ်တမနှစ်ယောက်ကိုဂူထဲမှာတွင်းပြီးတော့ဂူပိတ်ပြီးတော့တတ်စေအဲ့လိုမျိုးတစ်ချက်လုံးအမိန်တော်ချမှတ်လိုက်တဲ့အခါမှာတော့စောမြနန္နာကကျမတို့ရဲ့ရိုးသားစွာခင်မင်မှုကိုမောင်တော်တနေ့ကျရင်သိပါစေဖေဟာအဲ့လိုဆူတောင်းပြီးတော့တဝကူမှာပိတ်လောင်ခံပြီးတော့တည်ဆုံးသွားခဲ့ပါတယ်အဲ့လိုနဲ့ပဲစောမြနန္နာနဲ့စောင်းသမားလေးကိုတတ်ပြီးတော့တပတ်ခန့်ကြာမှာတော့အထင်းတော်ကြီးဟာအရှင် တခင်မလေးမျက်နှာနာဟာအရှင်းပေါ်မှာတစ္ဆာမဖောက်ပါဘူး။သူတို့နှုတ်ကမောင်နှမအရင်ပမာယိုးသားစွာခင်မင်ရင်းနှီးသူများသာဖြစ်ပါတယ်။အဲလိုပြောဆိုပြီးတော့တစ္ဆာကြီးတောက်ပြခဲ့ပါတယ်။အဲဒီတော့မှပဲငါဟာဒေါသတစ်ခုကိုရှေ့ရှုပြီးတော့သူများအကောက်ကြံစာရေးတာကိုယုံမိ၍မှားပါဘကောလားဆိုပြီးတော့ယွန်ကျိုးမရဝမ်းနဲ့ကြေခွဲစွာမြည်တမ်းခဲ့ပါလေတယ်။အချစ်ကြီး၍အမျက်ကြီးသူတို့ကြောင့်အဖိုးမဖြတ်နိုင်တဲ့နန်းတွင်းစာဆိုခြင်းတူဟာအသက်ဆုံးရှုံးခဲ့ရပါပြီ။အမှန်တရားကိုပြောခွင့်မတားခဲ့တဲ့စာဆိုရှင်ရဲ့ပုံရိပ်လွာကိုထိုနေရာမှာတရေဝဲဝဲနဲ့သူ့ရဲ့မျက်ဝေါ်မှာမြင်အောင်နေစေပါပဲ။ ဒီချိန်ကနေစပြီးတော့မျော်တော်မူကိုတဝကူဆိုပြီးတော့ပြောင်းလဲခေါ်ဆိုခဲ့ကြပါတယ်အဒီပတ်ဝန်းကျင်ပုံရိပ်တွေထဲမှာသူမရဲ့ဖြစ်ရများနောင်းလူတို့ပြောမဆုံးအောင်ရှိနေစေပဲဖြစ်ပါတယ်ဇလန်လေးကတော့ဒီမှာဒီမဲ့ပြီးဆုံးသွားခဲ့ပါပြီဗျဇလန်လေးကိုစုံနေတိလိုက်ပါနားဆင်ပေးခဲ့ကြတဲ့လူကြီးမင်းတို့တယောက်ချင်းစီတိုင်းကိုလည်းကျေးဇူးတင်ပါတယ်မူရင်းရေးသားသူကိုလည်းကာရောပြုရင်နောက်ဗီဒီယိုလေးမှာပြန်တွေ့ကြမယ်နော်